င်္ဂလာပါရှင်ခொနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတ िश ုခွန်ကဘေးရင်ရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ ్య မကတော့ဆောလာနွေနီဖြစ်ပါတယ်ဆ ్య မနေနဲ့ကတော့2025ခုနှစ်ဧပြီလအတွက်တင်းနာသားသမီးရဲ့တလဆာအထူးအစတန်းကြီးကိုဟောကြားပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မနေနဲ့မြင့်တာရက်ခံကျင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะဒီလမှာဆိုရင်တနင်္လာသားသမီးတွေရဲ့အလောက်ကိုင်းကိစ္စတွေစီးပွားရေးကဏ္ဍငွေရေးကြေးရေးကျန်းမာရေးလူမှုရေးအခြေရေးပညာရေးအစနော်အဲ့တော့ဆောင်ရယ်ရှောင်းနဲ့ပြုလုပ်ရမယ့်ရေဒရာလေးတွေကိုတစ်ခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ် တော့ဒီလမှာဆိုရင်ဒိနာသားသမီးတွေရေလုပ်ငန်းစီးပွားပိုင်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာလုပ်ငန်းအကျင့်စီအစ်တွေအကောင်တွေပေါ်နိုင်တဲ့ကာလဖြစ်ပါတယ်။မျောလင့်ထားတဲ့အကြောင်းညာလေးတွေဖြစ်ပေါ်လာတာမျိုးတွေတော့ရှိမယ်။စိတ်ကူးအကျင့်စီအစ်တွေပေါ်လာမယ်။ကြီးကဲသူတွေအကျင့်အကျင့်ရန်ကောင်းတွေထောက်ပံ့ကောင်းတွေလည်းရရှိတာမျိုးအောက်လက်ငယ်သားတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရရှိတာမျိုးတွေကြုံတွေ့ရမယ်။အပြိုင်ဆိုင်တိုက်ခန့်လေးတွေစိတ်နှောင့်ယှက်ဖြစ်စရာလေးတွေကတော့ဒီလအတွင်းမှာအနှဲငယ်ရှိနေတတ်တယ်။ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေအဆင်ပြေပြီးတော့လုပ်ငန်းအဆင်တိုးတက်လာတာမျိုးတွေကြုံရမယ်။ ီးပွားအဆင့်တိုးတက်လာတာမျိုးတွေရှိမယ်အလောက်ကင်ခွင်းလန်းလေးတွေလည်းပေါ်လာတာမျိုးလေးတွေရှိနေတတ်တယ်မိမိရဲ့စုံပြဲချက်မှန်မှန်ကန်ကန်နဲ့စနစ်တကျပြုလုပ်ပြောဆိုနိုင်မှုကြောင့်အောင်မြင်မှုရရှိမဲ့အနေထားတွေ့ရတယ်။အယောင်းအဝယ်လုပ်ငန်းပိုင်းတွေကတော့ရောင်းဝအတဲကြားနဲ့တော့ရှိမဲ့အမြဲဆုံးလေးတွေတော့ရရှိမယ်နော်။အဲ့တော့ဝန်ထမ်းဆိုအလုပ်မှာအောင်မြင်မှုရရှိမယ်နာမည်ကောင်းရတာမျိုးတွေကြုံရမယ်။အနှဲငယ်တော့စိတ်ညစ်စရာလေးတွေတော့ကြုံတွေ့ရတတ်တယ်လက်ရှိဝန်ထမ်းတွေဆိုရင်ပေါ့နော်။အဲ့တော့ အထက်လူကြီးဖျားပေးမှုကတော့အနှင်းငယ်နော်ခံရတာမျိုးလေးတွေကြုံတွေ့ရမယ်အဲ့တော့ဒီလိုင်းမှာလုပ်ငန်းစတင်ပြီးတော့စီးပွားရေးပိုင်းနေစတင်ပြီးလောက်ကင်မယ်ဆိုရင်တနင်္လာနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေတောက်ကြနဲ့ကြာတာပြင်းနေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပြုတဲ့ကာလဖြစ်ပါတယ်ဒီနန်ပစ္စည်းတွေလောက်ကင်နေတဲ့သူတွေအတွက်အဆင်ပြေမယ်ပေါ့နော်အဲ့တော့တနင်္လာနေ့ပစ္စည်းတွေကကားလုပ်ငန်းတွေကြောက်လုပ်ငန်းတွေကုန်ရောင်းကုန်ဝယ်ကုန်ဝန်လုပ်ငန်းကုန်စုံကုန်ကြောက်ငပိငချောက်ငါးလုပ်ငန်းခြံကားလုပ်ငန်းတွေပေါ့နော် အကျိုးပြုပါတယ်အဲ့လုပ်ငန်းတွေเนาะနောက်ထပ်တောက်ချာနေနေဖြစ်တဲ့ဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းတွေတွတ်တန်တဲ့လုပ်ငန်းတစ်တီးလုပ်ငန်းတွေပေါ့เนาะအကျိုးပြုတယ် နောက်ထပ်ကြာသပတေးနဲ့နေဖြစ်တဲ့ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းတွေပရိဘောကလုပ်ငန်းပန်းရောင်းတာမုံရောင်းတာပညာရေးအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့အကျိုးပြုပါတယ်ဒီလုပ်ငန်းလောက်ကင်နေတဲ့သူတွေအတွက်ကလည်းအဆင်ပြေပါလိမ့်မယ်ထိုနံပစ္စည်းတွေလည်းမိမိအိမ်မှာအဝင်ရှိတယ်ပေါ့နော်အဲ့တော့ဒီကာလနေမှာလုပ်ငန်းစီးပွားနဲ့ဒုဌာနတိကကာမှုကုသိုလ်တွေနဲ့ရှင်တွဲပြီးတော့လောက်ကင်မှာကခက်ခဲမှုတွေလွန်မြောက်စေမဲ့ကာလဖြစ်တဲ့အတွက်အမြဲတမ်းပဲဒါနရဲ့သီလရဲ့ကာမှုကုသိုလ်တွေနဲ့ဖြတ်သန်းဖို့လိုအပ်လိမ့်မယ်နော်အဲ့တော့ငွေကြေးခံနာလေးတွေကြီးလိုက်တဲ့အခါမှာ ာဒီလအတွင်းမှာငွေကြေးပိုင်းလေးတွေကတော့အဆင်ပြေလာမယ်ငွေဝင်လန်းလေးတွေရှိလာမယ်ရစရာရှိရာရေးပြန်ရတာမျိုးပေးစရာရှိရာရေးလည်းပြန်ပေးနိုင်တာမျိုးတွေရှိမယ်အဖက်ဖက်ကနေတော့ဒီလထဲမှာငွေရှာနိုင်စုဆောင်းနိုင်တော့ပို့ပြီးအဆင်ပြေလိမ့်မယ်နော်အဲ့တော့ ငွေရောပေါက်လေးရတော့မမိအိမ်မှာနော်ဒီငွေရောပေါက်တွေထိမ့်ဖို့လိုအပ်လိမ့်မယ်အဲ့တော့ဖြန်လန်းနီးနဲ့ငွေရှာတာမျိုးတော့မပြုတ်လုံးတဲ့ကာလပေါ့နော်လောင်ကစားလောက်တာလေးတွေပေါ့နော်ဖြန်လန်းနီးနဲ့ငွေရှာတာတွေတတိထားပါဒုက္ခရောက်စေတတ်တယ်ပေါ့နော်မတဏမာနဲ့နီးနဲ့ငွေရပါကအဲ့ဒီငွေတွေကပြန်ကုန်နိုင်တဲ့အတွက်နော်ထိုးရာကိုတတိထားပါငွေချေးပိုင်းတွေကိုတတိထားသုံးဆွဲပါနော်စုဆောင်းမှခြွေတာပါအဲ့တော့စုဆောင်းနိုင်ခြွေတာတတိထားသုံးဆွဲနိုင်မှသာငွေမြဲမဲ့အနေထားလေးမှရှိရဲပေါ့နော်ငွေဝင်လန်းပေါ်လာပြီးတော့တစ်ခါတည်းရန်ငွေမမြဲတာမျိုးတွေရှိနေတတ်တဲ့အတွက်အရာရာ တိနဲ့သုံးဆွဲတင်တယ်เนาะအဖက်ဖက်ကနေငွေရှာနိုင်เนาะကိုယ့်အတွက်ပိုအကောင်းတယ်ပေါ့เนาะနောက်ထပ် လူမှုရေးကဏ္ဍလေးတွေအစိုးကောင်းဒွန်တွဲနေတဲ့ကာလာလေးဖြစ်ပါတယ်မိမိပေါ်ကောင်းတဲ့လူရှိသလိုမနာလိုတဲ့လူလေးတွေလည်းရှိတာရယ်ပေါ့နော်လူတိုင်းကတော့မိမိကောင်းတဲ့တော့မကောင်းဘူးမိမိပေါ်တော့ကောင်းမနေဘူးပေါ့နော်ထို့ကြောင့်မိမိရဲ့စိတ်ကိုပဲဖြူအောင်ထားပေါ့နော်မိသူ့ကိုမှအာကိုလိုမရအကုတ်ကုတ်ကိုအာကိုရက်တည်နိုင်တော့ပို့ပြီးအဆင်ပြေမယ်ပေါ့နော်အဲ့တော့ဘာပဲလုပ်လို့ပြိုင်ဆိုင်မှုလေးတွေတော့အနှဲငယ်ကြုံတွေ့ရမယ်ပေါ့စိတ်ကိုအေးထားပြီးပြုလုပ်ပြောဆိုပါလောဘဒေါသမောဟနဲ့နော်ဒီပြုလုပ်ပြောဆိုတာနော်ဒီစိတ်ဆရာကိုပြုလုပ်ပြောဆိုတာလေးတွေအထူးရှောင်ပေးပါ နောက်ထပ်ဒီလာထဲမှာဒိဋ္ဌနာသာသမီတွေအိမ်တွင်းအိမ်နောင်ရေးခံနာလေးကိုကြိလိုက်တဲ့အခါမှာအဆင်မပြေမှုလေးတွေကရောက်ကစားလေးတွေနဲ့ငယ်ကြုံတွေ့ရမဲ့လာလေးတလဖြစ်တဲ့မင်းချာခဏဆိုလို့အိမ်တွင်းရဲ့အိမ်နောင်ရေးလေးတွေမှာအတိုက်ခံလေးတွေစကားပြောနေရမျိုးလေးရှိမဲ့ပေါ့နော်အဲ့လိုမျိုးတယောက်နဲ့တယောက်တခါလေးပေါ့နော်ဒီအမြင်မကြည်မလင်ဖြစ်ပြီးတော့သူတို့ခုံးကိုတခုံးစကားပြောရတာသူလည်းအရှုံးမပေးကိုလည်းအရှုံးမပေးနဲ့တကြက်ကြက်လေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးစိတ်နှောင့်ယှက်ဖြစ်စရာလေးတွေနော်ပေါ်လာတာမျိုးလေးတွေကြုံတွေ့ရမဲ့မိမိအိမ်နောင်ဘက်ကြောင့်စိတ်ပြေမဲနာမျိုးလေးတွေတော့ရှိမဲ့ပေါ့နော်အိမ်နောင်ရေးမှာအနောက်ယှက်လေးတွေဝင်လာနိုင်တဲ့သစ္စာရှိ ီတဲ့တွဲပါစိတ်တူကိုယ်တူလည်းတွဲနိုင်တော့ပို့ပြီးအေးချမ်းနိုင်တယ်ထို့ကြောင့်အိမ်တွင်းအိမ်တော်ကြီးမှာအနှံ့ငယ်အတိုက်ခံလေးတွေပေါ်တဲ့ပေါ်မဲ့လာလေးတလားဖြစ်တယ် နောက်ထပ်ငယ်ရွယ်သူတွေအတွက်မေတ္တာရေးခဏလေးတွေပေါ့နော်အဲ့တော့ပြိုရွယ်သူတွေအတွက်မေတ္တာရေးခဏလေးတွေကတော့ဆန်းပွင့်နေပါလိမ့်မယ်နော်အဲ့တော့ဒီဆန်းပွင့်နေတဲ့အတွက်နော်ကိုယ်အစဝင်စားတဲ့သူတွေ propose လုပ်တဲ့လူတွေပေါ်လာတာမျိုးလေးတွေတော့ရှိလာတတ်တယ်ပေါ့နော်ရွေးချယ်ခက်ခဲတာမျိုးလေးတွေကြုံတွေ့ရတတ်တယ်အဲ့တော့ချစ်သူဆောင်တွဲတွေကတော့ဂျားလူနောက်ရှယ်တွေပေါ်လာတာမျိုးလေးတွေမိမိချစ်သူကြောင့်စိတ်ပြင်းမဲ့နာလေးတွေရှိမယ်ပြဿနာလေးတွေအနှဲငယ်ရှိမယ်ပေါ့နော်တရားနဲ့တရားတဝင်းတို့စိတ်မချမှုလေးတွေနော်အဲ့လိုမျိုးလေးတွေတန်တရားဝင်တာမျိုးလေးတော့အနှဲငယ်ကြုံတွေ့ရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ချင်းရဲခဏလေးမှာတော့ဒါအနှဲငယ်လေး းပေါ့မမိကစိတ်နဲ့ထားတယ်ဆိုရင်တော့ပို့ပင်မဲမယ်ပေါ့စိတ်နဲ့ထားတဲ့သူတို့ကတော့ပို့ပင်မဲမယ်ဆိုတဲ့သဘောတရားပါတက်ရောက်တယ်အဓိကတော့ဒီကာလမှာဒီဂျားလူနောက်ရှယ်လီတွေပေါ်လာနိုင်တဲ့အတွက်သစ္စာရှိရှိနဲ့လက်တွဲနိုင်ဖို့အဆင်ပြေเนาะလက်တွဲနိုင်မှအဆင်ပြေမယ်အခြေရေးဆရာရှုပ်တာတွေဖောက်ပြန်တာတွေဖြစ်လာပါကမမြုံနေထားတဲ့ပြဿနာလေးတွေတက်လာနိုင်တာပေါ့နော်အဲ့လိုမျိုးတွေတော့ရှိရအဲ့တော့ငယ်သူတွေအတွက်ကတော့ဆန်းတော်ပွင့်နေပြီးတော့စိတ်သူဆောင်တွဲတွေအနေနဲ့ကတော့တန်လျောက်ဝင်ဆရာလေးတွေတဝင်းတို့စိတ်မချမှုလေးတွေနောက်ရှယ်လီတွေနဲ့ငယ်ကြုံတွေ့ရမယ့်ကာလဖြစ်တယ် နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့เนาะအဲ့တော့တင်းလာ ตาသမီးရဲ့ចမ်းမာကြီးခန္ဓာလေးတွေជីလိုက်တဲ့အခါမှာအကြီးအမားတော့မရှိဘူးပေါ့အနှဲငယ်စီတော့ဖြစ်လာတတ်တယ်အာယုံကြောအားနေတဲ့เนาะဝေဒနာလေးတွေဥကောက်မကြည့်တာပေါ့เนาะဥကောက်မကြည့်ပြီးတော့အာယုံကြောအားနေတဲ့အနေထိုင်အစားတောင်မှားပြီးတော့เนาะចမ်းမာကြီးညံ့တာမျိုးလေးတွေရှိမယ်သွေးအားနေတာမျိုးသွေးသားမမှန်တာမျိုးလေးတွေကြောင့်မူမောရှင်လုံနာလေးတွေရှိမယ်အသက်ကြီးပိုင်းနေရာတော့သွေးပေါင်တက်ကြလေးတွေရှိမယ်ပေါ့เนาะအစာရင်ဝမ်းဖိုက်နဲ့ပတ်သက်တာလေးတွေရှိမယ်အဲ့တော့ជីជីမမအနေထားတော့မရှိဘူးတစ်ခါတည်းရန်စေတိုးစေတောက်လောရတာလေးတော့ရှိမယ်ပေါ့เนาะជីជីမမယောဂါဆိုအညာ နေတော့မကြောက်ရောက်နိုင်ဘူးနောက်ထပ်ပညာရေးခန္ဓာလေးတွေပေါ့အဲ့တော့ပညာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာအဲ့တော့ရီမန်းချက်ရွယ်ချက်တွေကတော့အောင်မြင်မယ်ပေါ့နော်အဲ့တော့သင်တန်းဆောင်မပွဲကိစ္စလေးတွေပေါ်လာတာမျိုးတွေတော့ရှိမယ်တခါလေပညာရေးကိုစိတ်ပါဝင်စားမှုအားနဲ့တက်တယ်နည်းနည်းလေးနော်စိတ်နစ်ပြီးတော့စူးစမ်းနိုင်ရင်တော့အောင်မြင်မှုရရှိမယ်ကာလဖြစ်တယ်ထို့ကြောင့်သင်တန်းကိစ္စဆောင်မပွဲကိစ္စတွေနော်ဒါပေါ်လာမဲ့နော်လာလေးတလားဖြစ်တဲ့ဒါမျိုးပေါ်မယ်ဆိုရင်တက်ပါကိုပွားတဲ့ထောက်ကူပြုမဲ့အနေထားလေးတွေရှိတယ်နော်ဆရာကောင်းသမားကောင်းနဲ့လည်းတွေ့နိုင်တဲ့ကာလရောက်ရှိပါတယ် နောက်ထပ်ဒီလအတွက်ပေါ့နော်ဒါခီးကန်လေးတွေပေါ့နော်ခီးကန်လေးတွေကြီးလိုက်တဲ့အခါမှာခီးကိစ္စလေးတွေကတော့အားကောင်းတဲ့လာလေးတလဖြစ်ပါတယ်နော်အဲ့တော့ဒီပြည်တွင်းရောပြည်ပခီးထွက်ရကန်ရှိတယ်သို့မဟုတ်ပေါ့နော်ဖျားဘူးခီးစင်တော့တာမျိုးလေးတွေကြုံတွေ့ရမယ်ထို့ကြောင့်ဒါနိုင်ငံခြားခီးကန်နဲ့ပတ်သက်ပြီးတော့လည်းအားကောင်းတဲ့လာလေးတလဖြစ်တယ်နော်စောင်းဆိုင်နေရတဲ့ဟာတွေနော်ဒီသတင်းကောင်းကြတာမျိုးတွေတော့ရှိမယ်နော်နိုင်ငံခြားခီးစင်တော့လာကောင်ပြည်တွင်းပြည်ပခီးစင်တော့ကောင်ထွက်ရကန်ရှိတဲ့လာလေးတလဖြစ်တယ် ။နောက်ထပ်ဒီလမှဆိုရင်ပေါ့နော်ဒါအချိုးပေးကလာလေးတွေပြောပေးပါမယ်။ဒီလအတွက်အချိုးပေးကလာလေးတွေကတော့အဝါပွင့်အဝါရောင်ညညိုပွင့်ညညိုရောင်လေးတွေငွေရောင်အဖြူပွင့်အဖြူရောင်လေးတွေကတော့အချိုးပေး lucky ကလာလေးတွေဖြစ်ပါတယ်။အဲ့တော့ဒီရောင်လေးတွေကတော့ဒီတလာလုံးအတွက်အချိုးနော်ဒါအချိုးပေးတဲ့အတွက် lucky ကလာလေးတွေဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောခီးစင်တွေအရေးကြီးသောကိစ္စတွေမှာ ဝစ်စင်အသုံးပြုခြင်းဖြင့်ကန်ဆာတာပွင့်လန်းစေပါလိမ့်မယ်เนาะအဲ့တော့ဒီလအတွက် lucky ကနန်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာ၄ကနန်း၊၂ကနန်း၊၉ကနန်းเนาะ၄၊၂၊၉အချိုးပေး lucky ကနန်းလေးတွေဖြစ်ပါတယ်ထီထိုးမယ်ဆိုရင်ထိုးကနန်းလေးတွေရွေးပြီးထီထိုးပေးလို့ရတယ်เนาะ ဲ့တော့ဒီလအတွက်ဆောင်ရွက်ချောင်းနဲ့ရေတရားလေးတွေကိုပြောပြပါမယ်ဒီတလာတော့ကန်ကောင်းဖို့အတွက်မိမိနော်အိမ်ဖျားမှာပြုလို့ရမယ်ရေတရားလေးတွေကတော့အလေးနိုင်ကိုးတိုင်နော်အဖြူအောင်ပန်းကိုးပွင့်လူပေးပါအကျော်လေး၃ချက်နိုဆုံးကတ်လူပြီးတော့မိမိလိုရာစုတောင်းပေးပါနော်နောက်ထပ်အနေနဲ့ကတော့မိမိအိမ်မှာက ဖျားကုံတော်လေးတွေပေါ့နော်အာဒီဗတိစိုက်တာမျိုးတရဏကုံတက်စစ်ရွတာမျိုးလေးတွေလောက်ပါအစာအစာရှားပါလူအစာတောက်ပေးဥတဲ့ရှားပါလူဥထဲပေးလူပြီးတော့နော်ဒါဒီလိုကုသိုလ်လေးတွေပြုလုပ်ခြင်းကံကောင်းမှုတွေရရှိမယ်ရှောင်းရံအနေနဲ့ကတော့ခွေးစာငှက်စာလေးတွေကျွေးပေးပါနော်နောက်ပြီးတော့လူသွားလန်းနေတန်ရှေးလောက်ပြီးတော့လူရဆူတောင်းပေးပါအញ្ញမ်းခိုင်လေးတွေပပျောက်သွားလိမ့်မယ်နော်အဲ့တော့ဆင်မပြောတဲ့ရတရားလေးတွေကံမှုကုသိုလ်လေးတွေတည်တည်ချာချာပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါဒီနေ့မှစနော်တိနာသားသမီးတွေအစားအစာ အရာအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအနေဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်း ကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမဆောလာနယ်နီကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်